ေရံနဲ့ချကြတယ်။ဒုံကြီးတွေနဲ့ပြကြတယ်အပြန်အလှန်တက်ကြဖြတ်ကြတယ်။ဒီလူတွေကဒဇိန်းတွေထင်နေမှာဆိုလို့ဒဇိန်းတွေမဟုတ်ပဲနဲ့အဂျူးနဲ့မွတ်စလင်တွေဟာအဖေတို့မေဘွဲ့ညီကိုရင်းနေဖြစ်ကြောင်းမသိကြတဲ့လူတွေရှိတဲ့အတွက်ရှင်းပြအခြင်းဖြစ်ပါတယ်။အလုံးမင်္ဂလာပါ Prime Media နဲ့ပြန်လည်ကြိုဆိုပါရစေ ယနေ့ကျွန်တော်တို့တင်ဆက်မယ့်အကြောင်းအရာကတော့အများပြည်သူစိတ်ဝင်စားနေတဲ့ Israel Iran အကြောင်းလေးပဲဖြစ်ပါတယ်။ Israel Iran အကြောင်းရင်းကတော့ဒီခုလက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေညလောက်နဲ့မလုံလောက်ဖဲနဲ့ကျွန်တော်တို့ကကြေကြေပြန့်ပြန့်လေးလာသိရှိဖို့လိုတဲ့အတွက်အများပြည်သူအတွက်လိုအပ်သည့်များသိရှိနိုင်အောင်အတွက်တင်ဆက်ရခြင်းဖြစ်ပါတယ်။ကျွန်တော်တို့တင်ဆက်တဲ့အကြောင်းအရာတွေထဲမှာတော့ဘာသာရေးလူမျိုးရေးအစွဲများမပါကြောင်းနဲ့မိမိတို့ သိရှိရတဲ့တည်င်းဖြစ်စဉ်ဖြစ်ရအကြောင်းအရာများကိုမူတည်ပြီးတော့အများပြည်သူဘုသူတ္တဘွားများစီဟန်တင်ဆက်ရခြင်းဖြစ်ကြောင်းစကားပြန်ခံလိုပါတယ်။ပြီးတော့ကျွန်တော်တို့ယနေ့အစ္စရေးနဲ့အီရန်အကြောင်းကို ပြောတဲ့နေရာမှာဘာသာရေးလူမျိုးရေးနဲ့ပထဝီဝင်အကြောင်းအရာတွေကိုဖယ်ထားလို့မရပါဘူး။လူသားများအတွက်ပေါ်ပေါက်လာတဲ့ကိုယ်ဝယ်ရာဘာသာရေးတွေထဲမှာဟိန်းနူဘာသာ၊ဂျူးဘာသာ၊ဗုဒ္ဓဘာသာ၊ခရစ်ယာန်ဘာသာ၊အစ္စလာမ်ဘာသာဆိုပြီးတော့ လက်ရှိကမ္ဘာလူသားအများယုံကြည်ကိုးကွယ်တဲ့ဘာသာရေးများရှိပါတယ်။ဒီဘာသာရေးတွေထဲမှာထူးခြားချက်ကတော့လူလူကိုးကွယ်တာဘာသာရေးတွေဟာအာဆာတိုက်ကနေစတင် ပေါ်ထွန်းလာတာဖြစ်ကြောင်းကိုလည်းတင်ဆက်လိုပါတယ်။ဟိန္ဒူဘာသာ၊ဂျူးဘာသာ၊ဗုဒ္ဓဘာသာ၊ခရစ်ယာန်ဘာသာ၊အစ္စလာမ်ဘာသာအားလုံးဟာအာဆာတိုက်ကနေ ခြေပြုပေါ်ပေါက်လာခြင်းဖြစ်ပါတယ်။လူလူကိုးကွယ်ရာဘာသာရေးတွေရဲ့အနှစ်သာရကတော့လူသားတွေအချင်းချင်းတူးနဲ့တူးပေါ်မှာမေတ္တာထားရှိဖို့ ချစ်ခင်တနာကျင်နာကြဖို့ငြိမ်းချမ်းစွာနေထိုင်ကြဖို့ဆိုတဲ့အကြောင်းတရားများအ धिक အားလုံးတူညီခဲ့ကြတာဖြစ်ပါတယ်။အဲဒီအဲမှာမှအစွန်ရောက်တဲ့ဘာသာရေးယူဆတွေအစွဲတွေပါဝင်လာတာဖြစ်တဲ့အတွက်ကိုယ့်ကိုယ်ယုံကြည်မှုအစွန်ရောက်ကံနေပြီးတော့မှစစ်ပွဲတွေပေါ်ပေါက်လာခြင်းဖြစ်ကြောင်းကိုလည်းကနဦးတင်ဆက်လိုပါတယ်။အိန္ဒိယနိုင်ငံမှာဟိန္ဒူဘာသာဝင်စတင်ပေါ်ပေါက်လာခဲ့ပြီးတဲ့နောက်ပိုင်းမှာအရှိလေပိုင်းမှာကျွန်တော်တို့လွန်ခဲ့တဲ့နှစ်ပေါင်း3500က ဂျူးဘာသာဟေဘရူဘာသာဆိုတော့ပေါ်ထွန်းပါတယ်အဲ့ပေါ်ထွန်းနဲ့ဂျူးဘာသာမှာဂျူးဘာသာဝင်များရဲ့လေထာထွတ်မြတ်ထားရသူတော်စင်အေဗရာဟမ်ဆိုတာရှိပါတယ်အေဗရာဟမ်ကသူတော်တို့ဇနီး၃ယောက်ရှိပါတယ်ဇနီး၃ယောက်ထဲမှာပထမဆုံးသောဇနီးကတော့ဆာရာဖြစ်ပါတယ်ဒုတိယဇနီးကတော့ဟာဂါဖြစ်ပါတယ်တတိယဇနီးကတော့ကီတူရာကီတူရာဖြစ်ပါတယ်အဲ့ဒီအိဗရာဟင်ရဲ့ ပထမဇနီးကြီးပေါ့မြန်မာလူဆိုမယားကြီးစာရာကမွေးတဲ့ตาက ISS ဖြစ်ပြီးတော့မှဒုတိယဇနီးမယားဖြစ်တဲ့ဟာဂါကနေမွေးလိုက်တဲ့ตาတော်ကတော့ Ismail လို့ခေါ်ပါတယ် ISS ကနေဆင်းသက်လာတဲ့လူပုဂ္ဂိုလ်တွေကဂျူးဘာသာဝင်ဖြစ်ပြီးတော့ Ismail ကနေဆင်းသက်လာတဲ့ပုဂ္ဂိုလ်တွေက Arab တွေနဲ့အစ္စလာမ်ဘာသာဝင်တွေဖြစ်ကြပါတယ်။ယခုကျွန်တော်တို့ Israel နဲ့ Iran တိုက်ခိုက်ကြတဲ့နေရာမှာ ဂျိုးဘာသာဝင်တွေနဲ့မွတ်စလင်ဘာသာဝင် အစ္စလမ်ဘာသာဝင်တွေတိုက်ခိုက်ကြခြင်းဟာဒဇိမ့်ပြင်းပြင်းတွေမဟုတ်ဘဲနဲ့အိဗရာဟင်ရဲ့ဒါအရင် အဖေတူအမေကွဲညီကိုနှစ်ယောက်တပ်ဖြတ်နေကြခြင်းဖြစ်ကြောင်းကိုလည်းကမ္ဘာလူသားများနဲ့သက်ဆိုင်ရာအစ္စလမ်ဘာသာဝင်များဂျိုးဘာသာဝင်များ သိရှိစေလိုပါတယ်။ဘာကြောင့်ပြောရတာလဲဆိုတော့ကျွန်တော်တို့ကတော့ ငယ်ငယ်လေးတည်းကပိတ်ဆွေတငယ်ချင်းပေါင်းသင်းတွေမှာအစ္စလမ်ဘာသာဝင်တွေရှိတယ်ခရစ်ယာန်ဘာသာဝင်တွေရှိတယ်ဟိန္ဒူဘာသာဝင်တွေရှိတယ်ဟလာကျွန်တော်တို့တခြားသောနှစ်ကိုးကွယ်တဲ့ပုဂ္ဂိုလ်တွေရှိတယ်ဗုဒ္ဓဘာသာတွေရှိတယ်အဲ့လိုကျွန်တော်တို့ကနေကြတဲ့အချိန်မှာတချို့ကလည်းတည်တည်ချာချာသိတို့လို့တချို့ကလည်းမိမိတို့ရဲ့ကိုးကွယ်တဲ့ဘာသာတွေထဲမှာ ကျွန်တော်တို့ဂျူးနဲ့မွတ်စလင်တွေဟာအဖေတို့မိဘွဲ့ညီကိုအရင်းနေဖြစ်ကြောင်းမသိကြတဲ့လူတွေရှိတဲ့အတွက်ရှင်းပြခြင်းဖြစ်ပါတယ် အဲ့လိုရှင်းပြခြင်းအကြောင်းရင်းကတော့လက်ရှိအစ္စရေးနဲ့အီရန်ဖြစ်ပျက်နေတဲ့စစ်ပွဲတွေအားလုံးအပါဝင်အရှိလေပိုင်းမှာဖြစ်နေတဲ့ပဋိပက္ခတွေစစ်ပွဲတွေအားလုံးအတွက်ကိုမြင်နိုင်အောင်သိတာမြင်တာအောင်ရှင်းရှင်းလင်းလင်းမြင်နိုင်အောင်တင်ဆက်ရခြင်းဖြစ်ပါတယ်။ဒါတော့ကနဦးအနေနဲ့ကျွန်တော်တို့ကအပေါ်ယံမြင်တဲ့အစ္စရေးနဲ့အီရန်နဲ့ခြားကြတဲ့ဒုံးကျည်တွေနဲ့ပြစ်ကြတဲ့အပြန်အလှန်တတ်ကြဖြတ်ကြတဲ့ဒီလူတွေဟာ ဒဇိန်းနေထင်နေမှာဆိုလို့ဒဇိန်းနေမဟုတ်ပဲနဲ့အဖေတို့မေခွဲညီကိုတွေအရင်ဖြစ်ကြောင်းပြောကြလိုပါတယ်ဟုတ်ကဲ့ပါဆရာအဲ့ဒါဆိုရင်ပထမဆုံးအနေနဲ့ကျွန်တော်တို့အစ္စရေးနဲ့အီရန်ပေါ့နော်အစ္စရေးနဲ့အီရန်စစ်ပွဲဆိုတာလည်းဟိုးရှိဖို့တပိကရဖြစ်ခဲ့တာဆိုတော့လေအဲ့ဒီရဲ့တပိုင်းချင်းတွေကိုဆရာအနေနဲ့ပြောပြပေးပါအောင်ဆရာဟုတ်ကဲ့ကောင်းပါပြီဒီမေခွန်းကလည်းအဓိကကြားတဲ့မေခွန်းတစ်ခုဖြစ်ပါတယ်တကယ်တမ်းပြောမယ်ဆိုရင်တော့ ဂျိုးဘာသာကလွန်ခဲ့တဲ့နှစ်ပေါင်း3500ခန်းကပေါ်ထွန်းလာတာဖြစ်တဲ့အတွက်3500အထိဆိုရင်တော့ဒီဒေတာတွင်မှာကျွန်တော်တို့ empire မျိုးစုံခြေချပြီးတော့မှခြေလှယ်ခဲ့တာရှိပါတယ်။ကမ္ဘာ empire ကြီးများစွာနဲ့မှာအရှိအလယ်ပိုင်းမှာကျွန်တော်တို့ရောမ empire ottoman empire ဟာပါဝင်ပြီးတော့မှကျွန်တော်တို့ခြေချပါဝင် ပတ်သက်ခဲ့ပါတယ်။အဲဒီကနေပြီးတော့နောက်ဆုံးပါဝင်ပတ်သက်တာကတော့ british empire ပေါ့။ အဲ့ခက်တီကိုရောက်လာပါတယ်။ရောက်လာပြီးတော့ဒီဒေသမှာအခုလက်ရှိ နေထိုင်တဲ့လူတွေတဲမှာဂျူးတွေရာဆော်ဒလာပါလက်စတိုင်းတွေရာဆော်ဒလာအာရကဆော်ဒလာစသဖြင့်ဆော်ကတက်ပြီးတော့မှအငင်းပွားနေကြပါတယ်။တချို့ကလည်းတပိုင်းချောင်းတီးတဲ့လူကမှန်မှန်ကန်ကန်နဲ့အတိတ်တရားနဲ့အမှန်ကိုသိတယ်လို့တချို့ကလည်းထင်အောင်ထင်မှားနဲ့ခြေခြေမြင့်မြင့်ကားကားနာနာမသိဘဲနဲ့ဝေဖန်နေတာလေးတွေရှိပါတယ်။ရှိတော့တကယ်တမ်းပြောမယ်ဆိုရင်တော့ နှစ်ပေါင်း3500ကာလအတွင်းကစတင်ပေါ်ထွန်းလာတဲ့ဘာသာရပ်နဲ့နှစ်ပေါင်း1500ကာလအထိမရှိသေးတဲ့ဘာသာရပ်အကြမှာဘသူစောတယ်ဆိုတာအသေးသာထင်ရှားရေးဖြစ်ပါတယ်။နောက်တစ်ခုကလည်းဒီဒေတာမှာအာရတ်တွေအရင်ခြေချခဲ့သလားဂျူးတွေခြေချခဲ့သလားဆိုလို့ရှိရင်ဂျူးဘာသာဘယ်ချိန်မှာပေါ်ထွန်းတယ်။အစ္စလမ်ဘာသာဘယ်ချိန်မှာပေါ်ထွန်းတယ်။ခရစ်ယာန်ဘာသာဘယ်ချိန်မှာပေါ်ထွန်းတယ်ဆိုတာ ပြောစရာမလိုပဲနဲ့ခုနှစ်တက်ကြီးရဲ့အချိန်ကာလအပိုင်းခြားရပေါ်ထွန်းပါတယ်။အဲဒါထားလိုက်ပါတော့လေအရှိလေပိုင်းဒေတာကိုအင်္ဂလိပ်ကအုပ်ချုပ်တဲ့ British Empire ကြီးခြေချပြီးတဲ့နောက်ပိုင်းမှာနယ်မြေအငင်းပွားမှုတွေနဲ့ပတ်သက်ပြီးတော့အခုလက်ရှိကျွန်တော်တို့အရှိလေပိုင်းဒေတာတွေမှာပါလက်စတိုင်းတွေပိုင်းနဲ့ Israel တွေဂျူးတွေပိုင်းနဲ့စသဖြင့်အငင်းပွားနေတဲ့ပြဿနာရက်က1948ခုနှစ်မေလ14ရက်နေ့မှာ ဣသရေလနိုင်ငံလွတ်လပ်ရေးကြေညာပြီးတဲ့နောက်ပိုင်းမှာစပြီးတော့အဖြေပေါ်လာပါတယ်။အဲဒီတော့ကကျွန်တော်တို့အရှေ့လယ်ပိုင်းဒေသကို Empire အဖြစ် English Empire အဖြစ်အုပ်ချုပ်နေတဲ့ English Empire တွေကလွတ်လပ်ရေးမပေးမီမှာကျွန်တော်တို့ဂျူးလူကောင်အဖွဲ့အစည်းနဲ့ဆွေးနွေးညီနိုင်မှုလုပ်ပါတယ်။ဂျူးဘာသာဝင်တွေကအခုလက်ရှိဣသရေလနိုင်ငံမှာဣသရေလနိုင်ငံတည်ထောင်မယ်။တည်ထောင်လို့ရှိရင် Arab တွေကတိုက်နိုင်မယ်။အကြေး ရှစ်မဲ့ဖြစ်သွားလာလို့ရှိရင်ဂျူးတွေဘက်ကနေပြီးတော့ British Empire တွေကအကူအညီပေးမယ်ဆိုတော့ဂျိုတင်သဘောတူညီမှုရရှိပြီးတော့ Israel နိုင်ငံလွတ်လပ်ရေးကြေညာပါတယ်။1948ခုနှစ်မေလ14ရက်နေ့မှာလွတ်လပ်ရေးကြေညာပြီးအားလုံးထင်ထားတဲ့အချိန်မှာပဲမေလ15ရက်နေ့မှာ Palestine Arab တွေကဂျူးကိုဝိုင်းဝန်းတိုက်ခိုက်ပါတယ်။အဲလိုတိုက်ခိုက်တဲ့နိုင်ငံတွေထဲမှာ Lebanon, Syria, Jordan, Egypt စတဲ့နိုင်ငံတွေဟာ အစ္စရေးနိုင်ငံကဘာပေါ်မှာတရားဝင်ပေါ်ပေါက်လာခြင်းမရှိအောင်ဝိုင်းပြီးတော့တိုက်ခိုက်ခဲ့ပါတယ်။တည်တည်ချာချာကိုစစ်တပ်အလုံးရင်းနဲ့နိုင်ငံ၄နိုင်ငံလိုက်ကဝိုင်းပြီးတော့တိုက်ပါတယ်။ဒီနယ်မြေနဲ့ပတ်သက်ပြီးတော့မှအစ္စရေးနိုင်ငံအပြည့်ခွင့်မပြုနိုင်တာဖြစ်တဲ့အတွက်နိုင်ငံတည်ထောင်ခြင်းမရှိအောင်စစ်နဲ့စစ်ရေးနီလန်းနဲ့အဆုံးဖြတ်ပေးတိုက်ပွဲဝင်တဲ့နေရာမှာအစ္စရေးတွေအနိုင်ရရှိခဲ့ပါတယ်။အခုလက်ရှိမျက်မှောက်ကာလအထိပါလက်စတိုင်းနဲ့အစ္စရေး တိုက်ခိုက်တဲ့စစ်ပွဲဟာအခုလက်ရှိအစ္စရေးဟာမတ်စစ်ပွဲအစ္စရေးအီရန်စစ်ပွဲတိစစ်ပွဲ၅ချိန်မြောက်ခဲ့ပြီဖြစ်ပါတယ်။အဲတော့ပထမအဆင့်ကတော့နယ်မြေလူကြတဲ့ဒီနယ်မြေတွေကတော့ပါလက်စတိုင်းနယ်မြေဒီနယ်မြေတွေမှာအစ္စရေးနိုင်ငံတည်ထောင်လို့မရဘူးဆိုတော့သဘောထားကနေစစ်ရေးရဖြည့်ရှင်းတဲ့စစ်ရေးရဖြည့်ရှင်းတဲ့နာမှာအစ္စရေးရနိုင်တဲ့အတွက်အစ္စရေးနိုင်ငံဟာဆက်လက်ဂျက်တီလာခဲ့တာဖြစ်ပါတယ်။အဲတော့အခုလက်ရှိကျွန်တော်တို့စစ်ပွဲရဲ့ အသွင်တန်းပြောင်းလာပါတယ်ဘလို့ပြောင်းလာလဲဆိုတော့အရင်ကတော့ကျွန်တော်တို့အစ္စရေးနိုင်ငံကိုဘေးပတ်ပတ်လည်မှာရှိတဲ့အာရဗ်နိုင်ငံတွေပါလက်စတိုင်းတွေကဝိုင်းတိုက်ခဲ့တာဖြစ်ပြီးတော့မှငါးချိန်တိုက်တဲ့အချိန်ထိမနိုင်တော့တဲ့အချိန်မှာအချို့သောအာရဗ်နိုင်ငံတွေကကျွန်တော်တို့ဂျူးတွေနဲ့အာရဗ်တွေချခြင်းအဖြစ်အကျိုးဖြစ်မလားအပြစ်ဖြစ်မလားကောင်းကျိုးရမလားဆိုးကျိုးရမလားဆိုပြီးတော့လေလာသုံးသပ်လိုက်တဲ့အချိန်မှာငါတို့အမြဲတမ်းစစ်ဖြစ်ပြီးတော့မှတစ်ဖက်တစ်ဖက်တပ်ဖြတ်နေတဲ့ ဟာဟာအကျိုးမရှိဘူးဆိုတော့မြင်လာကြပါတယ်မြင်လာကြတာဖြစ်တဲ့အတွက်သမိုင်းကြောင်းရဒီနယ်မြေကြီးမှာဂျူးတွေခြေချခွင့်မရှိပါဘူးဆိုတဲ့အစွဲလန်းယူဆချက်နဲ့ဒီဒေတာဟာပါလက်စတိုင်းတွေပိုင်ရမယ်ဆိုတဲ့ဒေတာဆိုတဲ့ယူဆတွေပေါ့တည်နေရောမှာဘာသာရေးလူမျိုးရေးပထဝီရေးရာရအစွဲတွေကြောင့်စစ်ပွဲဆက်တယ်ပေါ်ပေါက်လာခြင်းဖြစ်ပါတယ်အဲ့ဒီအထက်မှာဒီပဋိပက္ခတွေကိုပို့ပြီးတော့မှဆုတ်ထွေး ဇေနိုင်တဲ့အကြောင်းတရားကတော့ရှေ့လေပိုင်းမှာအရှံပဲထွက်တဲ့ဇေနိုင်တဲ့သဘာဝတန်ငွေတွေဖြစ်ပါတယ်။အဲဇေနိုင်တဲ့သဘာဝတန်ငွေတွေထွက်တဲ့ဒီဒေတာတွေမှာဘာသာရေးလူမျိုးရေးပထဝီရေးရအရတမိုင်းကြောင်းတွေမရှင်းလင်းတာတွေရန်ညို့အာဃာတတွေရှိခဲ့တာဖြစ်တဲ့အတွက်အင်အားကြီးနိုင်ငံတွေဟာဒီဒေတာမှာအကြောင်းဤပေါင်းစုံနဲ့ပါဝင်ပတ်သက်ခဲ့ကြပါတယ်။ပါဝင်ပတ်သက်ခဲ့ကြပြီးပြောရမယ်ဆိုရင်တော့ရခိုင်တော့က Union of Soviet Socialist Republic USSR ကနေပြီးတော့မှအရှေ့လယ်ပိုင်းမှာအခြေချပြီးတော့မှမိတ်နိုင်ငံများမွေးမြူထားသလိုအမေရိကန်ပြည်ထောင်စုရဲ့အစဉ်လာမှာမိတ်တွေမွေးမြူပြီးတော့မှအရှေ့လယ်ပိုင်းမှာနိုင်ငံရေးကစားကွင်းတစ်ခုတည်းအဖြစ်ဖန်တီးထားတာဖြစ်ပါတယ်။တကယ်တမ်းပြောရမယ်ဆိုရင်တော့အစ္စရေးနဲ့ကျွန်တော်တို့ရှေ့လယ်ပိုင်းမှာရှိတဲ့အာရတ်တွေအစ္စလမ်ဘာသာဝင်တွေတိုက်တဲ့စစ်ပွဲအရရဟာအင်အားကြီးနိုင်ငံရေးရဲ့နိုင်ငံရေးကစားကွင်းထဲမှာကျွန်တော်တို့ ောလုံးကွင်းထဲမှာကန်ခိုင်းထားတဲ့နေရုပ်တွေမျှပဲဖြစ်ပါတယ်။အဲဒီတော့လက်ရှိအချိန်နေထီတော့အခုလိုဘာသာရေးပထဝီရေးရာရလူမျိုးရေးရာရတမိုင်းကြောင်းတွေပေါ်တည်မီပြီးတော့မှပေါ်ပေါက်လာတဲ့ရန်ညိုးအာဂါဒတွေမှာအပြစ်မဲ့ပြည်သူတွေပဲအသက်ဆုံးရှုံးနေကြရတာဖြစ်ပါတယ်။အဲဒီတော့အဲ့ခါနေရအပေါ်ရန်မျှမဟုတ်ခဲနဲ့နှဆိုင်လာတဲ့တမိုင်းကြောင်းခြေကန်တွေလူမျိုးရေးဘာသာရေးအယူဆတွေအဲ့ဒီထဲထဲမှာမှာ အစ္စလမ်ဘာသာနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ကဘာပေါ်လာလဲဆိုတော့ Islamic fundamentalist ဆိုတော့ပေါ်လာပါတယ်။ Islamic အခြေခံဝါဒီတွေဆိုတော့ပေါ်လာပါတယ်။အဲဒီအခြေခံဝါဒီတွေဟာစွန်းရောက်ယူဆတွေရှိတာဖြစ်တဲ့အတွက်သူတို့ယူဆတဲ့ပုံစံတိုင်းယုံကြည်ချက်တိုင်းလိုက်နာခြင်းမရှိဘူးဆိုလို့ရှိရင်ဂျန်တဲ့လူတွေကိုဖယ်ရှားတုတ်တင်လိမ့်ရှိတဲ့အလေးအထဟာအရှိအလေပိုင်းရဲ့အဓိကအကြောင်းစစ်မြစ်တရက်ဖြစ်နေတယ်ဆိုတာ 要查啊牌。<noise>